ချွတ်ချုံကြနေတဲ့နိုင်ငံကိုတံပိုးအရှိဆုံးဖြစ်အောင်တည်ဆောက်ခဲ့သူသို့မဟုတ်ပြည်သူတွေချစ်တဲ့ကမ္ဘာအထူးကျွန်ဆုံးအာနာရှင်အားလုံးပဲမင်္ဂလာပါဘာမဆမ်းများကနေတင်ဆက်နေတာဖြစ်ပါတယ်အဲဒီက1965ခုနှစ်ဩဂုတ်လ9ရက်နေ့ဖြစ်ပါတယ်စင်ကာပူရဲ့ပဲကန်ရှင်ဖြစ်လာမဲ့လီကွမ်ယူအတွက်ကတော့အဲဒီကတသက်တာမေးလို့မရမဲ့ဝမ်းနေစရာနေ့တစ်နေ့ဖြစ်ခဲ့တာပါစင်ကာပူဆိုတဲ့နာမည်လေးကမလေးရှားဖက်ဒရေးရှင်းကနေထုတ်ပယ်ခံလိုက်ရကြောင်းရုတ်တရက်တီးလိုက်ရပါတယ် ဒီတရင်စုပ်ကိုတနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေစီကိုနိုင်ငံမှာရုပ်မြင်တန်ကြားကနေတိုက်ရိုက်ကြီးညာရမယ်ဝင်တော့ဝင်ဖို့ကလည်းလီကွမ်ယူရဲ့ပခုံးပေါ်ကိုကြားရောက်လာခဲ့တာပါဒီတရင်ကိုကြညာဖို့လီကွမ်ယူတယောက်စိတ်တင်ထားခဲ့ရပါပြီပြီးတော့သူ့ရဲ့မိန်ကွန်းတန်တွေကရုပ်မြင်တန်ကြားကနေရှင်းရှင်းလင်းလင်းထွက်ပေါ်လာခဲ့တာပါပဲဒီသဘောတူညီချက်ကိုလက်မှတ်ထိုးလိုက်တဲ့အချိန်ကစပြီးစင်ကာပူနဲ့မလေးရှားဆိုတာတီးခြားစီဖြစ်သွားပါပြီဒီခိုက်တန်းကကျွန်တော်တို့အတွက်နာကျင်စရာဖြစ်နေမှာတော့သိကြပါပါ ကျွန်တော်တို့အားလုံးအတွက်ဒါကဝန်နေခြင်းအခိုက်အတန့်ပါပဲ။ဘာဖြစ်လို့လဲဆိုရင်တော့ကျွန်တော်တို့တဘောအားလုံးဘင်ကွန်ပြောနေတဲ့လီကွမ်ယူရဲ့အတန်တွေကဝန်နေစွာနဲ့တုံရင်ပြီးတဖြည်းဖြည်းတိုးဝင်သွားခဲ့တာပါ။ဘီသူတွေကလည်းဒီမိန်ကုန်းကိုခံစားချက်တူညီစွာနဲ့နားဆင်နေခဲ့ကြပါရင်လီကွမ်ယူကမိန်ကုန်းကိုတောင်ရှေ့ဆံမပြောနိုင်တော့ပါဘူး။စကားပြောခဏရပ်လိုက်ချိန်မှာတော့မျက်ရည်တွေကထိမ့်မရပြုတ်မရတုန်ကျလာခဲ့တာပါ။ကင်မရာရဲ့ရှေ့မှာလီကွမ်ယူလည်းအကြာကြီးဟန်ဆောင်မထားနိုင်ခဲ့ပါဘူး။ သူကခေါင်းဆောင်တယောက်အနေနဲ့မဟုတ်ဘဲဘန်းနိုင်တစ်ခုပြတ်သုံးသွားခဲ့တဲ့တာမန်လူသားတယောက်အနေနဲ့ရှာကြည့်တဲ့ငွေငိုကျွေးမိခဲ့ပါရှင်။အဲဒီနောက်မှာတော့လေတံကိုထိန်းပြီးစကားတခုဆက်ပြောခဲ့တာပါ။အဲဒါတော့ကျွန်တော်ဘဝတစ်လျှောက်လုံးစင်ကာပူကမလေးရှားဖက်ဒရေးရှင်းထဲမှာပေါင်းစည်းရေးကိုပဲယုံကြည်ခဲ့တာပါဆိုတဲ့စကားပါပဲ။အဲဒီအချိန်တုန်းကမလေးရှားရေမျိုးတော်ဖြစ်တဲ့ကွာလာလမ်ပူမှာမော့စလင်မလေးလူမျိုးတွေအများစုနေထိုင်ခဲ့ကြပါရှင်။စင်ကာပူကျွန်းလေးမှာတော့တရုတ်လူမျိုးတွေအများဆုံးနေကြတာပါ။ မလေးရှားကောင်းဆောင်တွေကအလားအလာရှိတဲ့စင်ကာပူကကွာလာလမ်ပူထက်ပိုပြီးတိုးတက်သွားမှာကိုစိုးရိမ်ခဲ့ကြပါရီစင်ကာပူစိတ်ကန်းတွေကကွာလာလမ်ပူစိတ်ကန်းတွေထက်ပိုပြီးတာလွန်သွားမှာကိုစိတ်ပူခဲ့ကြပါရီအရာကြောင့်စင်ကာပူကိုကိုချက်တော့ပေါ်ကိုရက်တီဆိုပြီးအခုလိုမျိုးခွဲထုတ်လိုက်တာပါအဲဒီတော့ကတော့စင်ကာပူကမလေးရှားကိုမိခိုပြီးတိုးတက်သွားမှာစိုးလို့အခုလိုလောက်ခဲ့တယ်လို့ယူဆရနိုင်ပါရီတကယ်တမ်းမှလေစင်ကာပူအတွက်အဲ့ဒီအချိန်လေးကခါးတိတဲ့အမှန်တရားတစ်ခုဖြစ်ခဲ့တာပါ စင်ကာပူကိုခေါင်းဆောင်နေတဲ့လီကွမ်ယူအတွက်လည်းအရေးကိစ္စကအရန်ကြီးမားတဲ့စိန်ခေါ်မှုဖြစ်ပါတယ်။အရေးချိန်တုန်းကစင်ကာပူကနိုင်ငံတစ်ခုဖြစ်ရပ်တည်ဖို့ဘလုံးမအဆင်သင့်ဖြစ်မနေခဲ့ပါဘူး။သူတို့ရဲ့အခြေခံလိုအပ်ချက်အများစုကမလေးရှားကိုမိခိုနေရတာပါ။ရေလိုအပ်ချက်ရဲ့90ရာခိုင်နှုန်းလောက်ကိုမလေးရှားကယူနေရပါတယ်။အခြေခံစားသောက်ကုန်တွေရဲ့90ရာခိုင်နှုန်းကလည်းဒီအတိုင်းပါပဲ။ဂျန်တဲ့လူသုံးကုန်တွေစက်မှုလုပ်ငန်းသုံးပစ္စည်းတွေဆိုရင်လည်းမလေးရှားစီကနေပဲလက်ဆင့်ကမ်းယူနေခဲ့ရတာဖြစ်ပါတယ်။ အဲဒါကြောင့်မလေးရှားရဲ့ကြောထောင်နောက်ခံမရှိတဲ့စင်ကာပူကတဘာဝအရင်းမြစ်ဘာမှမထွက်နိုင်တဲ့မြေကွက်လေးတာတာဖြစ်ခဲ့ရတာပါပြောရရင်1965ခုနှစ်လောက်အထိစင်ကာပူကလူပြည့်ချက်စင်ရသားရက်ွက်တွေထူထပ်တဲ့စိတ်ကမ်းမျိုးလေးတစ်မျိုးဖြစ်ပါတယ်လူနေမှုစင်တန်းဆိုတာလည်းအရင်နေကြခဲ့တာပါမိသားစုတွေရဲ့85ရာခိုင်နှုန်းလောက်ကကျူးကျော်တဲတာတာတဲအိမ်လေးတွေနဲ့နေခဲ့ကြရတာဖြစ်ပါတယ်အဲ့ဒီဒဲလီတွေမှာကိုပိုင်းရီဆိုတာမရှိပါဘူးကိုပိုင်းအိမ်သာမရှိပါဘူးချက်ရေးပြုတ်ရေးကတော့မီးသွင်းပြီးဖို့ထင်းပြီးဖို့တွေကိုပဲအားကိုးရတာပါ အိမ်သားကတော့ဘုံအိမ်သားစနစ်ဖြစ်ပါတယ်လူများရဲ့အိမ်သားတစ်ခေါက်တက်ဖို့တန်းစီနေရတာပါဘုံမှန်ရေကိုမျှဝေသုံးဆွဲရပါတယ်အဲဒီအချိန်ထိစင်ကာပူမှာနေကြတဲ့သူတွေရဲ့တဝက်ကျော်လောက်ကစာမဖတ်တတ်ကြပါဘူးဒီကြားထဲလူမျိုးကြီးအဓိကယုံတွေကလည်းမကြာခဏဖြစ်နေပါသေးတယ်အဓိကကတော့တရုတ်နဲ့မလေးလူမျိုးတွေရဲ့အကြာမှာပါပဲအဓိကယုံတစ်ခုပြီးပြီးဆိုတော့နဲ့နဖက်စလုံးကအလောင်းတွေကလမ်းမေးတွေမှာပြန်ကျဲပြီးကျန်းရင်နေကြတာပါအခုတော့အဲ့လိုအခြေအနေတွေကိုဥဆောင်ဖို့လေကွမ်းရွေးရဲ့ပခုံးပေါ်လုံလုံလည်လည်ကြာရောက်လာခဲ့ပါပြီ။ မလေးရှားစီကဘာအကူအညီဘာအထောက်ပံ့မှမျော်လင့်လို့မရတော့ပါဘူးဘိုးဆိုတာကစင်ကာပူရဲ့အခြေအနေကတိုးတက်ဖို့ဆိုတာထက်ကြာရှုံးဖို့ဦးတည်နေတဲ့နိုင်ငံတစ်ခုလို့ဖြစ်နေကြတာပါဒီအတိုင်းသာထားလိုက်ရင်တော့တိမ်မကြခင်ပါပဲသူပါတာပြိုလဲသွားမှတေးကြနေပါရင်အဲ့ဒီအချိန်ထိလဲလီကွမ်ယူကိုရိုင်းကစင်ကာပူရဲ့အနာဂတ်ကိုကြိုမတိခဲ့သေးပါဘူးမိန်ကွန်းပြောရင်းချခဲ့တဲ့မျက်ရည်တွေကစင်ကာပူရဲ့အဆုံးသတ်မဟုတ်ပဲတမိုင်းတခြားအကြီးအကျယ်ဆုံးပြန်လဲနလန်ထမှုကြီးရဲ့အစဖြစ်တာကိုလီကွမ်ယူကိုရိုင်းလည်းမသိနိုင်ခဲ့ပါဘူး ဒါပေမဲ့မျက်ရည်ကျနေတဲ့ဂျားတွေကသူတွေးမိနေကြတာတော့ရှိနေခဲ့ပါတယ်။အရာကတော့အရှုံးပေးဖို့ကိုညှင်းဆန်ပြီးစင်ကာပူရဲ့အနာဂတ်ကိုအကောင်းဆုံးစ조사တိစောက်ဖို့ပါပဲ။လီကွမ်ယူကအဲ့ဒီစိတ်ကူးကိုမိန်ကုန်းထဲမှာအမြဲထည့်ပြောခဲ့ပါတယ်။ဒီနေ့မှာတော့ဒါဟာကျွန်တော်တို့ရဲ့မြို့ပြဖြစ်တယ်။နောင်စဲနဲ့အတွင်းမှာတော့ကဘာနဲ့ရင်ပေါင်တန်းရှင်ပြိုင်နိုင်တဲ့ခင်မီမျိုးကြီးဖြစ်လာစေရမယ်။ဘယ်တော့မှမကြောက်ပါနဲ့။ဒါကတော့စင်ကာပူရဲ့အနာဂတ်နဲ့ပတ်သက်ပြီးလီကွမ်ယူရဲရဲဝံ့ဝံ့ပြောကြားခဲ့တဲ့မိန်ကုန်းပါပဲ။ ဒီလိုတွေခရေးရဲပြောနေခဲ့ပေမဲ့အရေးချိန်ထိစင်ကာပူကဘသူအတွက်မှအရေးပါမနေခဲ့ပါဘူး။ဒါပေမဲ့လီကွမ်ယူကတဆင်ချင်းသွားရမယ်ဆိုတာသိပါရီ။စီကန်းတွေတင်းကျပ်ရမယ်ဆိုတာသိပါရီ။သူစိတ်ထဲမှာစင်ကာပူရဲ့ဒိုးတက်ရေးအတွက်အစီအစဉ်တွေအများကြီးရှိနေတာပါ။သူကအချင်းပြခြားစားမှုတွေတိုက်ဖြတ်ဖို့တန်တိတ်တန်ပြူထားပါရီ။စင်ရဲသားတွေကိုတဲပေါ်ကနေတိုက်ပေါ်ကိုရွှေ့ပြောင်းဖို့စီစဉ်ထားပါရီ။ပြီးပါရင်းနှီးမြှုပ်နှံမှုတွေကိုဖိတ်ခေါ်ဖို့စဉ်းစားထားပါရီ။ စင်ကာပူလိုအဖက်ဖက်ကချွတ်ချုံကြလေတဲ့နိုင်ငံလေးအတွက်တာမဏီစည်းကမ်းနဲ့အုပ်ချုပ်မှမြန်မြန်လည်လည်ထနိုင်မယ်ဆိုတာနားလည်ထားပါပြီ။အဲဒါကြောင့်လီကွမ်ယူကစင်ကာပူရဲ့တိုးတက်ရေးအတွက်လိုအပ်တဲ့စည်းကမ်းမှန်သမျှကိုတင်ကြပ်ခဲ့တာပါ။နောက်ဆုံးဒရွေးကိုစီးမဲ့ကမ်းမဲ့ထွေးရင် PKY ရင်ထောင်ချနိုင်တဲ့အထိစည်းကမ်းတင်ကြပ်ခဲ့ပါပြီ။ပြောရရင်လီကွမ်ယူရဲ့နီလန်းကတာမဏီစည်းကမ်းနဲ့မစုံမနစ်သောစနစ်ကြမှုတွေကိုပေါင်းစပ်ထားတာပါ။သူကစင်ကာပူကိုတာမန်နိုင်ငံမျိုးဖြစ်တည်ဆောက်ချင်တာမဟုတ်ပါဘူး။ ကမ္ဘာနိုင်ငံတွေရဲ့အလဲမှာရင်ကော့ကောင်းမော်ပြီးနေလို့ရတဲ့နိုင်ငံတစ်ခုအဖြစ်ဖန်တီးကျင်ခဲ့တာပါစင်ကာပူရဲ့လက်ရှိအခြေအနေနဲ့နိုင်ရှင်ကြည့်လိုက်ရင်တော့သူတို့ဖြတ်တန်းလာတဲ့တမိုင်းကနိုင်ငံတစ်နိုင်ငံကိုဘယ်လိုတိဆောက်ရမလဲဆိုတဲ့နမူနာတောင်ဖြစ်လာခဲ့ပါတယ်လက်ရှိမှာလေစင်ကာပူကမလေးရှားရဲ့မြို့တော်ဖြစ်တဲ့ကွာလာလမ်ပူလောက်ကိုတော့စရင်နဲ့ထဲ့စရာမလိုတော့ပါဘူးမလေးရှားတဲ့နိုင်ငံလုံးတစ်သားလုံးနဲ့မြို့ပြနိုင်ငံတစ်ခုဖြစ်နေခဲ့ပါပြီလန်ဒန်ထက်လည်းပိုတန်ရှင်ပြီးနယူးယောက်ထက်လည်းပိုပြီးဘေးကင်းလုံခြုံနေပါတယ်လီကွမ်ယူရဲ့ခေါင်းဆောင်မှုကဒေတာရင်းမှာပဲဩဇာရှိကြတာမဟုတ်ပါဘူး လေကွမ်ယူဆိုတဲ့နာမည်ကြားလိုက်ယုံတဲ့အင်အားကြီးနိုင်ငံတွေရဲ့ခေါင်းဆောင်တွေကအစလေးစားကြရပါတယ်။လေကွမ်ယူကအလုတ်ကိုပြက်ပြက်သားသားလှုပ်တတ်တာအကြောင်းပါ။နောက်ဆုံးသူကို CIA ကတရှိုလာလုပ်တဲ့အတွက်အမေရိကန်ပြည်ထောင်စုကိုတောင်တန်ငွေလှမ်းရိုက်ခဲ့တာဖြစ်ပါတယ်။အရေးအကြောင်းကိုလေကွမ်ယူကမိန်ကုန်းထဲမှာအခုလိုပဲပေါ်တင်ထုတ်ပြောခဲ့တာပါ။ကျွန်တော်တို့ရဲ့ထောက်လှမ်းရေးအထူးအရာရှိတွေကအမေရိကန် CIA အေဂျင့်တယောက်တရှိုလုပ်နေတာကိုဖမ်းမိခဲ့ပါတယ်။လော်လော်ဆယ်တော့အဲ့ဒီလူကိုကျွန်တော်တို့ထောင်ထဲထည့်ထားပါတယ်။ဒါပေမဲ့အမေရိကန်အစိုးရကိုကျွန်တော်ပြောစရာရှိပါတယ်။ကျွန်တော်တို့တိတ်တိတ်လေးနေပေးမယ်။ ခမားတို့ရဲ့အေဂျင့်ကိုလည်းပြန်ခေါ်သွားခွင့်ပေးမယ်။ဒါပေမဲ့အမေရိကန်ကစင်ကာပူရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒေါ်လာတန်း100ပေးရမယ်ဆိုတဲ့မိန်ကုံးပါပဲ။အဲဒီအချိန်မှာအမားလုံးမိတဲ့အမေရိကန်ကလည်းစောတကမတက်နိုင်ပါဘူး။လေကွမ်းယူတောင်းတဲ့ဒေါ်လာတန်း100ကိုစင်ကာပူရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပေးခဲ့ရပါပြီ။လေကွမ်းယူကသူ့နိုင်ငံရဲ့အကျိုးစီးပွားအတွက်ဆိုရင်နိုင်ငံကြီးတွေကိုလည်းပြက်ပြက်တသားပြောဖို့ဝင်မလေးပါဘူး။ကုံသွဲကိစ္စနဲ့ပတ်သက်ပြီးသဘောမကျတဲ့ဩစတြေးလျကိုတော့အာရှရဲ့လူပြူအမိုင်များဆိုပြီးတဲပြောခဲ့တာပါ။ အရင်နောက်ပိုင်းဩစတြေးလျလေးစင်ကာပူနဲ့ပတ်သက်တဲ့ဂုံတော်ကြီးမူဝါဒတွေကိုပြင်ပေးခဲ့ရပါတယ်။ပြောရရင်စင်ကာပူကဘာအရေးအမြစ်မှမရှိပါဘူး။ထွက်လဲမထွက်ပါဘူး။တို့တို့မှလူဝဲထွက်နိုင်ကြပါတယ်။ဒီအချိန်မှာလီကွမ်ယူကလည်းအဲ့ဒီလူသားအရေးအမြစ်ကိုပဲတံမိုးရှိအောင်လုပ်မယ်ဆိုပြီးစုံဖြတ်ခဲ့လိုက်တာပါ။ပြောရရင်တဘာဝအရေးအမြစ်တွေကလန်ငင်းချက်ချင်းအကျိုးကျေးဇူးရနိုင်ပါတယ်။လူသားအရေးအမြစ်ကတော့အချိန်ယူရမှာပါ။နောက်ပြီးလုပ်ငန်းရှင်တွေကလည်းတိမ်မွေ့နူးညံ့ပါတယ်။ဒါပေမဲ့လီကွမ်ယူကတော့မဖြစ်ဖြစ်အောင်ဖန်တီးမယ်လို့စုံဖြတ်ထားပြီးပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီးလေကွမ်းယူကနိုင်ငံပိုင်ရုပ်တံမှာတော့ပြည်သူတွေကစင်ကာပူရဲ့အရင်းအမြစ်ဖြစ်ကြောင်းမိန်ကွန်းပြောခဲ့သေးတာပါအဲလိုပြောပြီး၆ဘက်တိတိလူမြင်ကွင်းကနေပျောက်ကွယ်သွားခဲ့ပါလိမ့်သူကသူ့ရဲ့ချန်ကီတသားအိမ်လေးထဲမှာပဲသူ့ကိုယ်သူပိတ်လောင်ထားခဲ့တာပါအဲဒီ၆ဘက်အတွင်းမှာအစားလည်းမစားနိုင်ခဲ့ပါဘူးအဲလိုလည်းမပြောခဲ့ပါဘူးဆရာဝန်တွေကသူ့ကိုစိတ်ငြိမ်ဆေးတွေထိုးပေးခဲ့ရပါတယ်။လော်တော်ကလည်းအဲ့ဒီအချိန်မှာဘာလို့ရမှမသိပဲဝေဝေဝါးဝါးဖြစ်နေခဲ့ပါတယ်။ ဒီချိန်မှာလီကွန်ယူကပြည်ထောင်ဝင်ကြီးချုပ်ဖြစ်တဲ့ဟာရိုးဝီဆင်ကိုတိုက်ရိုက်လိမ့်မှုပြီးစာတစာအောင်ရေးပို့ခဲ့ပါတယ်။အဲဒီစာထဲမှာတော့စင်ကာပူကိုစိတ်မပူပါနဲ့ကျွန်တော်နဲ့ကျွန်တော်ရဲ့လောပေါ်ဂိုင်ဘက်တွေကပညာရှင်တွေဖြစ်ပါတယ်။ကျွန်တော်တို့ကဘလောက်ပဲစိတ်ပြတ်အားငယ်မှုတွေရှိပါစေစင်ကျင်တုံတရားရှိတဲ့သူတွေဖြစ်ပါတယ်။အားဒါကြောင့်ဘယ်အရေးပဲဖြစ်ဖြစ်မလောက်ဆောင်ခင်မှာဖြစ်နိုင်တဲ့အကျိုးဆက်အားလုံးကိုစဉ်းစားသွားမှာပါဆိုတဲ့အတိတ်ပဲမျိုးရေးသားခဲ့တာပါ။၆ပါးကြာအနာယူပြီးတော့လေကွမ်းယူလေလူမြင်ကွင်းမှာပြန်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့တန်းစီစောင့်ကြိုနေတဲ့ပြဿနာတွေကတော့အများကြီးပါပဲ။ အဲ့ဒီချိန်ထိစင်ကာပူကစစ်တပ်မရှိသေးပါဘူး။ဇာနယ်ရိခါကလည်းမလုံလောက်နေသေးပါဘူး။စိုက်ကန်းတွေကလည်းကောင်းကောင်းမလဲပတ်နိုင်သေးပါဘူး။ဘဝင်းကျင်မှာတော့အခွင့်ရတာနဲ့ရန်လုံးမဲ့နိုင်ငံတွေကဝင်းရံနေတာပါ။အဲ့ဒီနိုင်ငံတွေကလည်းစင်ကာပူထက်အဖက်ဖက်ကတာလွန်နေပါပြီ။အဲ့ဒါကြောင့်လီကွမ်ယူလည်းစင်ကာပူရဲ့အခြေအနေကိုထေချာစဉ်းစားပြီးရှေ့ဆက်ဖို့ပြင်ဆင်ခဲ့ရတာပါ။သူရဲ့ပထမဆုံးခြေလှမ်းကတော့တန်တမန်ရေးရပါပဲ။စင်ကာပူဆိုတဲ့နာမည်လေးပျောက်ကွယ်မသွားခင်ကမ္ဘာကအထူးမှတ်ပြုခံရဖို့လိုအပ်တယ်ဆိုတော့လီကွမ်ယူကကောင်းကောင်းနားလည်ခဲ့ပါပြီ။ အဲဒါကြောင့်ဒလားလောက်အာသွန်ခေါ်လိုက်ကြိုးပမ်းလိုက်တဲ့အခါမှာတော့ဂူလာသမဂ္ဂရဲ့အတိမတ်ပြူချင်းကိုခံလိုက်ရတာပါ။ဒါပေမဲ့အဲ့ဒီအချိန်ထိချင်းချောင်းမှုတွေကင်းစင်နေတာတော့မဟုတ်ပါဘူး။1965ခုနှစ်မှာပဲအင်ဒိုနီးရှားရေတပ်သား2ဦးကစင်ကာပူမှာရှိတဲ့မက်ဒေါ်နယ်အင်ယာကိုပုံခွဲခဲ့တဲ့ကိစ္စတခုဖြစ်ခဲ့ပါတယ်။အဲ့ဒီကိစ္စမှာအရသာ3ဦးသေဆုံးပြီး33ဦးဒဏ်ရာရခဲ့ပါတယ်။ဖြစ်ရတဲ့အကြောင်းရင်းကတော့မလေးရှားဖက်ဒရေးရှင်းတစ်ကိုစန့်ကျင်တဲ့လှုပ်ရှားမှုတခုကြောင့်ပါပဲ။စင်ကာပူကအဲ့ဒီအင်ဒိုရေတပ်သား2ဦးကိုဖမ်းဆီးပြီးတည်တံပေးလိုက်ပါတယ်။ ဒီအချိန်မှာပဲဂျာကာတာကအမျိုးသားရေးစိတ်တဲ့ပြင်းထန်သူတွေကထားပြီးတောင်းညံခဲ့ကြတာပါသူတို့ကဂျာကာတာမှာရှိတဲ့စင်ကာပူတန်ရုံကိုဝင်ရောက်စီးနင်းခဲ့ပါတယ်တကယ်တော့လီကွမ်ယူကအင်ဒိုနီးရှားနဲ့လည်းဆက်ဆံရေးထိခိုက်မှာကိုမလို့လားပါဘူးအဲဒါကြောင့်ဒီကိစ္စတွေဖြစ်ဖြစ်ချင်းဂျာကာတာကိုလေရင်နဲ့ချက်ချင်းသွားလိုက်ပါတယ်ပြီးတော့အင်ဒိုနီးရှားအစိုးရကိုအကြိုးကြောင်ရှင်းပြပြီးညှိနှိုင်းခဲ့တာပါအဲဒီနောက်ရေတသားနှစ်ဦးရဲ့ဇာပနာကိုတွားပြီးဥညွတ်အယူသေးပေးခဲ့ပါတယ်ပြောရရင်နိုင်ငံကောင်းဆောင်တရားအတွက်ဒီကိစ္စကတောင်းမန်တာထက်အရှက်ခွဲခံပြီးဆောင်ရွက်ပေးခဲ့ရတာပါ ဒါပေမဲ့စင်ကာပူနဲ့အင်ဒိုနီးရှားတို့ရဲ့ဆက်ဆံရေးတည်မြဲစေဖို့လေကွန်ယူကအနစ်နာခံပေးခဲ့ပါတယ်။ဒါရီနောက်ပိုင်းစင်ကာပူရဲ့တိုးတက်မှုတွေကိုတွေးလာခဲ့ရပါတယ်။1968ခုနှစ်အရောက်မှာတော့လေကွန်ယူကမလေးရှားအင်ဒိုနီးရှားထိုင်းဖိလစ်ပိုင်တို့နဲ့အတူအာဆီယံအဖွဲ့ကိုပူးတွဲတည်ထောင်ခဲ့တာပါ။အဲဒီအချိန်မှာတော့စင်ကာပူကတကိုယ်တည်းနိုင်ငံမဟုတ်တော့ပါဘူး။အကျိုးတူပူးပေါင်းမှုတွေပိုလုံနိုင်သွားပါပြီ။ဒါပေမဲ့စေရေးရပြောင်းကြည့်ရင် စင်ကာပူမှာစစ်တပ်မရှိသေးပါဘူး။ပြည်တရှာတပ်တွေကလည်းထွက်ခွာတော့မယ်ဟန်ပြင်းနေတာပါ။ ဗြိတိရတပ်တွေမရှိတော့ရင်အင်ဒိုနီးရှားနဲ့မလေးရှားတို့ကပြန်ပြီးရန်ပြူလာနိုင်ပါတယ်။အာဆီယံအဖွဲ့ဝင်တွေဆိုပေမဲ့လီကွမ်ယူကနိုင်ငံရေးမှာပါမစိုးဖြစ်နိုင်တဲ့ဆိုတဲ့အချက်ကိုလည်းအထူးသတိထားခဲ့တာပါ။အဲဒါကြောင့်1968ခုနှစ်မှာပဲအမျိုးသားတိုင်းစစ်မှုထမ်းရမယ့်ဥပဒေကိုအကောင်အထည်ဖော်ဆောင်ခဲ့ပါတယ်။ပြောရရင် စင်ကာပူကလူပဲထွက်တယ်ဆိုပေမဲ့ဘေးနိုင်ငံတွေနဲ့နိုင်ရှင်ရင်အရေးအတွက်ကကွာခြားလွန်းနေတာပါ။အဲဒါကြောင့်သူ့ရဲ့စစ်တပ်နဲ့ကိုင်းကြီးမဲ့ဗျူဟာကိုစဉ်းစားခဲ့ရပါတယ်။ဒီလိုနဲ့ဘဝတူနိုင်ငံတစ်ခုကိုတွေ့သွားခဲ့တာပါ။အဲဒါကအစ္စရေးပါပဲ။ အဲဒါကြောင့်ဇေယျဆရာကိစ္စတွေအတွက်အစ္စရေးနဲ့လျှို့ဝှက်ပြီးပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။1992ခုနှစ်မှာတော့လက်နက်အပြည့်တပ်စင်ထားတဲ့အမျိုးသား16000လောက်ကစင်ကာပူအတွက်တိုက်ခိုက်ပေးဖို့အသင်အနေထားရောက်လာခဲ့တာပါ။အဲဒီကိစ္စနဲ့ပတ်သက်ပြီးလီကွမ်ယူရဲ့စီကံချက်ကလည်းပြတ်သားပါတယ်။ကိုကိုကိုမှမကာကွယ်နိုင်ရင်တခြားဘယ်သူမှမကာကွယ်ပေးနိုင်ဘူးဆိုတာပါပဲ။ကမ္ဘာကလည်းစင်ကာပူကိုအတိမတ်ပြုလာခြင်းအိန္ဒိယနိုင်ငံတွေနဲ့လည်းတင်းတင်းနဲ့ဆက်ဆံရေးရှိလာခြင်းကိုကိုကိုလည်းကာကွယ်နိုင်စွမ်းရှိလာခြင်းမှာတော့ လီကွမ်ယူလည်းစင်ကာပူရဲ့ဒိုးတက်ရေးအတွက်အာရုံပိုဆိုင်လာနိုင်ပါတယ်။ဒါရီချိန်ကစင်ကာပူရဲ့ချိန်ချောင်မှုကစင်ရဲမွဲတေမှုမဟုတ်ပါဘူး။လူမျိုးရေးခွဲခြားမှုတွေဖြစ်ပါတယ်။တရုတ်မလေးနဲ့အင်ဒရီးယားတွေကခဏခဏထိတ်တိုက်တွေ့နေကြတာပါ။အဲဒီချိန်မှာလီကွမ်ယူကလူမျိုးအလုံးတန်းတူညီမျှရှိကြောင်းကြော်ညာပြီးတရားဝင်ဘာသာစကား၄မျိုးသတ်မှတ်ပေးခဲ့ပါတယ်။အဲဒါကတရုတ်၊မလေး၊တမီနဲ့အင်္ဂလိပ်တို့ပါပဲ။ခလေးတိုင်းကမိခင်ဘာသာစကားကိုသင်ယူနိုင်ပေမဲ့ဘုံဘာသာစကားကိုအင်္ဂလိပ်ပဲသုံးရမယ်လို့ကြံမှတ်လိုက်ပါတယ်။ ောက်ပြီးဘာသာရေးယုံကြည်မှုနဲ့ဆိုင်တဲ့စိတ်ဝမ်းကွဲမှုတွေဖြစ်မလာအောင်လဲတားမြစ်ခဲ့တာပါအဲဒီချိန်မှာစင်ကာပူကနလန်ထားစာပြုတ်နေပြီဆိုပေမဲ့စီးပွားရေးကတော့အခြေအနေမကောင်းလာပါဘူးအဲဒါကြောင့်လီကွမ်ယူက dash စီးပွားရေးပညာရှင်အဲဘတ်ဝင်းစမတ်ကိုခေါ်ယူပြီးအကြံဉာဏ်တောင်းခံခဲ့ပါတယ်အဲဒီပညာရှင်ကလည်းရိုးရှင်းပြသားတဲ့အကြံတစ်ခုပေးခဲ့တာပါအဲဒါကတော့အယူဝါဒတွေကိုမေးလိုက်ပါအမျိုးသားရေးဝါဒတွေကိုမေးလိုက်ပါစင်ကာပူကိုအောင်မြင်စေချင်ရင်ပြည်ပကော်မတီတွေကိုဆွဲဆောင်နိုင်တဲ့နေရာဖြစ်အောင်လုပ်ပါဆိုတဲ့အချက်ပါပဲ ်ဒီပညာရှင်ရဲ့နောက်ဆက်တွဲအကြံပြုချက်မှာတော့အခွန်နဲ့နဲ့ပဲကောက်အချင်းပြတ်ခြားဆောင်မှုကိုလုံးဝမရှိအောင်တိုက်ပြတ်တည်ငြိမ်မှုကိုအာမခံဂျွန်းတခုလုံးရဲ့တန်ရှင်းကိုဂယုဆိုင်အမိုက်ကင်းစဉ်အတိကယုံမရှိစင်ရသားရက်ွက်မရှိစယုံတွေတိဆောက်ပြီးလှူသားတွေကိုလဲကျင်ပေးပါဒီလိုဆိုရင်နိုင်ငံတကာကော်မတီကြီးတွေမျက်စိကျလာလိမ့်မယ်လီကွမ်ယူကပညာရှင်ရဲ့အဲ့ဒီအကြံပေးချက်ကိုတတွေမတိန်နားထောင်ခဲ့ပါရင်ဒီလိုနဲ့အမေရိကန်နဲ့ဂျပန်ကနိုင်ငံခြားကော်မတီကြီးတွေကစင်ကာပူကိုရောက်လာခဲ့ပါရင် ဒီအချိန်လေးမှာဗြိတိရှားတွေဆွန့်ပစ်ခဲ့တဲ့တင်မောချင်းတွေပြန်အသက်ဝင်လာနိုင်ကြတာပါနောက်ပိုင်းမှာလီကွမ်ယူကစင်ကာပူလေကြောင်းလိုင်းနဲ့နပ်ကျွန်းအရှေ့တိုင်းလိုင်းတို့ကိုတိုးချဲ့ဖန်တီးနိုင်ခဲ့ပါတယ်အရိတွက်လိုအပ်တဲ့လုံသားချင်းမြစ်ကိုလည်းနိုင်ငံတွင်းကဖြည့်ဆည်းနိုင်အောင်ပညာရေးစနစ်ကိုချက်ချင်းပြင်ဆင်ခဲ့တာပါဒီလိုနဲ့နိုင်ငံခြားကော်မတီတွေမှာအလုပ်လုပ်ပေးနိုင်မယ်စင်ကာပူသားအင်ဂျင်နီယာနေပညာရှင်နဲ့ကျွမ်းကျင်လုပ်သားတွေလည်းပေါ်ထွက်လာပါပြီ။နိုင်ငံခြားယင်းနှမြုံနယ်မှုတွေကနေဝင်ငွေရလာချိန်မှာလီကွမ်ယူလည်းစင်ရဲသားတွေကိုတဲကနေတိုက်ပေါ်ရောက်အောင်အင်အားတွေတိစောက်ပေးခဲ့တာပါ။ သူကအရိကိစ္စကိုလည်းစနစ်တကျစီစဉ်ခဲ့ပါရီပြောရရင်အချင်းပြခြားစားမှုတွေကိုလည်းလုံးဝနှိပ်ကုပ်ထားတာကြောင့်အလေအလွင့်ဆိုတာရှိမနေပါဘူးစင်ရသားတွေရဲ့ဝင်ငွေတွေက20ရာခိုင်နှုန်းကိုလောက်သက်စုဆောင်းရေးရန်မုံငွေဖြစ်ကောက်ခံခဲ့ပါရီအရိငွေတွေကိုအင်ယာပွင့်ပြိုးရေးလုပ်ငန်းတွေမှာပဲအတိအကအသုံးပြုခဲ့ပါရီနောက်ပြီးလေကွမ်ယူကပြည်သူဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်ပို့ထုတ်တဲ့အောင်လောက်ခလာစာကိုနှစ်ဆတိုးပေးခဲ့ပါရီအလောက်ကိုလည်းအလုံးနဲ့တူအောင်လှုပ်စေခဲ့တာပါအချင်းပြခြားသားမှုတွေရှိလာရင်လေစုံစမ်းစစ်ဆေးရေးဘူရို CPIB ကိုအာဏာကုန်ပေးထားပါတယ် နောက်ဆုံးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဖြစ်တဲ့တန်စီဝမ်ကပုဂ္ဂလိကကော်မတီနှစ်ခုစီကနေဒေါ်လာတသန်းလက်ငွေယူတာကိုဖော်ထုတ်ပြီးတော့လဲချက်ချင်းဖန်စီခဲ့တာပါလီကွမ်ယူကိုရင်မဆိုင်ရတဲ့တမ်စီဝမ်ကတရားခွင်ကိုမရောက်ခင်မှာပဲဈေးတောက်ပြီးသူ့ကိုယ်သူအဆုံးစီရင်ခဲ့ပါရီတကယ်ဆိုရင်လီကွမ်ယူနဲ့တမ်စီဝမ်ကလည်းရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တာပါဒါပေမဲ့လက်ဗျူရဲကိစ္စမှာတော့လီကွမ်ယူကအေးဆက်ဆက်တုံ့ပြန်ခဲ့တာပါသူ့ရဲ့လက်သုံးစကားကတော့ဥပဒေရဲ့အထက်မှာဘယ်သူမှမရှိဘူးဆိုတာပါပဲ လီကွမ်ယူကစင်ကာပူကိုခင်မီမြို့တော်ဖြစ်ဖို့ကြိုးစားရင်း Garden City Campaign ကိုအကောင့်ထည့်ဖော်ခဲ့ပါရီသူကမြို့ပြသားရာရေးအတွက်တစ်ပင်တွေစိုက်ဖို့စီစဉ်ခဲ့ပါရီဘန်းဂျန်တွေတည်ဆောက်ခဲ့ပါရီတန်ရှင်းမှုနဲ့ဆိုင်လန်ဆိုပြေးကိစ္စတွေကိုဦးစားပေးဆောင်ရွက်ခဲ့တာပါဒီလိုနဲ့စင်ကာပူကကမ္ဘာသတင်းတွေမှာတန်ရှင်းလာပါဆိုင်လန်ဆိုပြေးတဲ့မြို့လေးအနေနဲ့နာမည်ကျော်ကြားလာပါရီ1990အစောပိုင်းမှာပဲစင်ကာပူတိုးတက်နေပြီဆိုတဲ့သတင်းစကားကကမ္ဘာအနှံ့ပြန်သွားခဲ့တာပါအဲ့ဒီအထိလီကွမ်ယူကသူ့ရဲ့ဂျိုးပန်းအားထုတ်မှုကိုဒက်ဆက်လေးမှမလျှော့ခဲ့ပါဘူး ဒရန်ကူက82ခုနဲ့မှာတော့အချံကီလေးစိတ်ကိုဖွင့်လှစ်ပြီးလာရောက်ချင်သူတွေကိုဆွဲဆောင်ခဲ့ပါတယ်။အဲဒီအချိန်ကလေးကအချံကီကကဘာကောင်းသောလေးစိတ်တစ်ခုအဖြစ်နာမည်ကြီးခဲ့တာပါ။စင်ကာပူစိတ်ကန်းကအာရှပုတ်ကုံနဲ့အနောက်ဈေးကွက်ကြားမှာအရေးပါတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဒရန်ကူက82ခုနဲ့မှာတော့စင်ကာပူလေကြောင်းလိုင်းကဂုံတိတ်ခါရှိတဲ့လေကြောင်းလိုင်းတစ်ခုဖြစ်လာခဲ့တာပါ။အဲဒီအချိန်မှာစိတ်ကန်းကလည်းပစ္စည်းပေါင်းစုံဝင်နေပါတယ်။မျိုးစုံနဲ့အီလက်ထရောနစ်ပစ္စည်းတွေကိုစင်ကာပူပြည်သူတွေကလက်လန်းမိလာပါတယ်။တင်မောလုပ်ငန်းတွေအရှိန်ကောင်းလာပါတယ်။ ဘန်နာရီနဲ့နီးပညာရေးစင်ကာပူကိုစီးဝင်လာပါတယ်။အဲဒီနီးပညာရေးကစင်ကာပူရဲ့လူနေမှုအဆင့်အတန်းကိုတိုးမြင့်ပေးလိုက်ပါတယ်။ဘလောက်ပဲတိုးတက်ပါစေစီကံမရှိရင်အလကားပဲဆိုတော့လီကွမ်ယူကကောင်းကောင်းနားလည်ထားတာပါ။အဲဒါကြောင့် BK ဝါရာကိုဆက်ပြီးတားမြစ်ပါတယ်။မူရစေးတမားဆိုရင်ကြိုးပေးကွတ်မြတ်ပါတယ်။စီကံမဲ့အမိုက်ပြရင်တရွေးထွေးရင်ပြင်းထန်တဲ့ဒဏ်ရိုက်ပါတယ်။အစိုးရကိုစန့်ကျင်ရင်ပြက်ပြက်တသားတရားစွဲပြီးဒေဝါလီခံခိုင်းပါတယ်။ဒါမှမဟုတ်ရင်လည်းတရားခွင့်မရှိဘဲချက်ချင်းဖမ်းဆီးပါတယ်။ ။စာနယ်ဇင်းတွေကိုလည်းပြင်းပြင်းထန်ထန်ထိန်းချုပ်ပြီးစင်စာဖျက်ခဲ့ပါရည်။ပြောရရင်လေကွမ်ယူရဲ့အယူအဆကနည်းနည်းတော့ကြမ်းတမ်းနေတာပါ။သူ့ရဲ့လက်သုံးစကားကတော့ဘယ်အမှန်နဲ့ဆိုတာကျွန်တော်တို့ဆုံးဖြတ်ပါမယ်။ပြည်သူတွေဘာထင်လဲဆိုတာအရေးမဆိုင်ဘူးဆိုတဲ့စကားပါပဲ။လေကွမ်ယူရဲ့နိုင်ငံသားကြီးမူဝါဒကလည်းသူ့ရဲ့ပုံစံလိုပဲပြသခဲ့ပါရည်။ရှေ့မှာပြောခဲ့တယ်လို့ပါပဲ။အမေရိကန်ကိုတရှိုလုံးမှုနဲ့ဒေါ်လာတန်းတရာတောင်းခံခဲ့ပါရင်ဩစတြေးလျကိုကုန်သွယ်မှုနဲ့အာရှရဲ့လူပြိုအမိုက်လိုတုံးတုံးဖိအားပေးခဲ့ပါရင အိန္ဒြိယကိုလည်းမလွတ်ပါဘူးကြီးကျယ်ခမ်းနားပေမဲ့မပြေဆုံးတဲ့နိုင်ငံဆိုပြီးပြောခဲ့တယ်လို့အကျင့်ပြတ်ခြားစားမှုကအိန္ဒြိယကိုဒုက္ခပေးလိမ့်မယ်ဆိုပြီးလည်းတရိပ်ပေးခဲ့တာပါဘလို့ပဲတင်းမာတဲ့နိုင်ငံသားကြီးမူဝါဒတွေရှိနေပါစေလေကွမ်းယူကအဆင်ပြေအောင်ပေါင်းတင်ဆက်ဆံခဲ့ပါရီအရှိန်အနောက်ကပါဝါတွေကိုချိန်ခွင်ရှာညှိနှိုင်းခဲ့ပါရီစင်ကာပူစက္ကန့်မှာအမေရိကန်စစ်တမောင်းတွေလက်ခံခဲ့တယ်လို့တရုတ်တွေအတွက်လည်းလမ်းဖွင့်ပေးထားခဲ့တာပါ 1998ခုနှစ်မှာတိန်ရှောင်ဖွင်ကတရုတ်ပြည်ရဲ့ပြုပြင်ပြောင်းလဲရေးကိုကြိုးပမ်းတဲ့အခါစင်ကာပူကိုစံနမူနာအဖြစ်လာပြီးလေ့လာခဲ့ပါသေးတယ်။ကမ္ဘာပေါ်ကလူဦးရေအများဆုံးနိုင်ငံတစ်ခုကလူဦးရေအ ਨੇ ဆုံးနိုင်ငံတစ်ခုကိုလာလေ့လာခဲ့တဲ့ရှားပါဖြစ်ရဲ့လို့ဆိုရမှာပါ။ဒီကွန်ယူကစင်ကာပူရဲ့အနာဂတ်ကိုထိုးစစ်တဲ့အချိန်မှာဆက်ရောကိုပါအားထုတ်ခဲ့တာဖြစ်ပါတယ်။အိမ်ယာခွဲတန်းတွေမှာတရုတ်မလေးအင်ဒရီယာလူမျိုးတွေကိုဘေးကျင်းကပ်နေထိုင်ဖို့တွန်းအားပေးခဲ့တာပါ။ရေရှည်မှာအချင်းချင်းလိုက်လို့ညီတွေနေထိုင်သွားနိုင်ဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်စာကိုအားလုံးစီးလုံးစေးမဲ့ဘာသာစကားဖြစ်အသုံးပြုခဲ့ပါတယ်။သပင်းရှိထားတဲ့အမျိုးသားတွေကိုအများပြည်သူဝန်ဆောင်မှုအသုံးပြုလို့မရအောင်ပိတ်ပင်ခဲ့ပါတယ်။အမျိုးသမီးတွေရဲ့ပညာရေးကိုအားပေးခဲ့တယ်လို့ပညာတတ်မိန်းကလေးတွေပဲကလေးယူတင်ပြီးစင်းရတဲ့မိန်းကလေးတွေသားဆက်ချားတင်နေဆိုတဲ့ထူးထူးဆန်းဆန်းအကြံကိုလည်းပေးခဲ့သေးတာပါ။သူကစင်ကာပူရဲ့တိုးတက်ရေးကိုပဲအမြဲစဉ်းစားနေခဲ့ပုံပေါ်ပါတယ်။သူရဲ့အကြံတွေကတခါတလေတခြားခေါင်းဆောင်တွေမှာတွေ့ရတတ်တာမျိုးမဟုတ်ပါဘူး။အရန်အသေးစိတ်ပါတယ်။ အပြင်းမှန်းချင်းတော့လီကွမ်ယူကအေးဆက်မာကြောတဲ့ပုံစံမျိုးရှိနေတာပါအဲ့ဒါကလည်းလောင်ကစားသမားဖခင်ကြောင့်ဖြစ်လာရတာပါလီကွမ်ယူကအခုလိုမျိုးစိတ်ဆန္ဒပြင်းထန်နေရတဲ့အကြောင်းရင်းတစ်ခုလည်းရှိခဲ့ပါတယ်အဲ့ဒါက1942ခုနှစ်လောက်တုန်းကဖြစ်ခဲ့တာပါအဲ့ဒီတုန်းကစင်ကာပူကိုဗြိတိရှ်တွေကသိမ်းပိုက်ထားတာဖြစ်ပါတယ်ဒါပေမဲ့ဂျပန်တွေရောက်လာပြီးရက်80အတွင်းဗြိတိရှ်တွေပြိုလဲသွားအောင်တိုက်ခိုက်နိုင်ခဲ့တာပါအဲ့ဒီကိစ္စကိုကြုံခဲ့တဲ့လီကွမ်ယူကဘသူမှစင်ကာပူကိုနောက်တစ်ခါအနိုင်ကျင့်လို့မရစေရဘူးဆိုပြီးကြုံးဝါခဲ့တာဖြစ်ပါတယ် ဂျပန်နဲ့စင်ကာပူကိုဝင်လာတဲ့အချိန်တုန်းကတောင်းချီတဲ့တရုတ်အမျိုးသားတွေလည်းစူဝေးကွမျက်ခံခဲ့ရပါတယ်။လီကွမ်ယူကတော့အဆောင်တအုပ်ရဲ့ကောင်းမှုနဲ့လက်မှတ်တင်လေးလွတ်မြောက်ခဲ့ရတာပါ။သူကအဲ့ဒီအရေးကြီးအတွင်းမှာပဲအင်္ဂလိပ်၊မလေး၊တရုတ်စကားနဲ့ဂျပန်စကားတွေကိုသင်ယူနိုင်ခဲ့ပါတယ်။နောက်ပြီးဒီလိုအတွေ့အကြုံတွေကြောင့်ဘယ်သူ့ကိုမှမိခိုးလို့မရပဲကိုချက်တော့ပေါ်ကိုရက်တီကိုကံညမာကိုဖန်တီးရမယ်ဆိုတဲ့ခံယူချက်ဖြစ်လာခဲ့တာပါ။လက်ရှိမှာတော့စင်ကာပူကတိုးတက်မှုအရဝင်ငွေအရစီးပွားရေးအရကမ္ဘာအင်အားကြီးနိုင်ငံတွေတက်တောင်တာနေခဲ့ပါပြီ ပညာရေးနဲ့နည်းပညာဆိုရင်လည်းကမ္ဘာမှာထိပ်တန်းဖြစ်တဲ့ဖင်လန်ဂျပန်တောင်ကိုရီးယားတို့ကိုကျော်လွန်နေကြတာပါဒီအသီးပွင့်တွေကလေကွမ်းရဲ့အားထုတ်မှုသာမရှိရင်ဒီလောက်ထိရောက်မလာနိုင်ပါဘူးပြည်သူတွေရဲ့ကိုပိုင်ဘဝတွေမှာဝင်ရောက်ဆွတ်ဖက်တယ်လို့ဆွဆွဲခံရတဲ့လီကွမ်ယူကအရိချက်ကိုလည်းကြည်ကြည်နက်နက်လက်ခံခဲ့ပါရီဒီလိုနဲ့စင်ကာပူရဲ့တိုးတက်မှုကိုကြည်ကြည်နက်နက်ခံစားနေတဲ့လီကွမ်ယူက2019ခုနှစ်မတ်လအသက်62နှစ်ရှိတဲ့အချိန်မှာတော့စင်ကာပူကိုထာဝရနှုတ်ဆက်သွားခဲ့တာပါ ဒီအချိန်မှာစင်ကာပူပြည်သူနှစ်တန်းလောက်ကသူတို့ချစ်တဲ့အာနာရှင်ကြီးကိုမိုးရေထဲမှာတန်းစီပြီးဝမ်းနဲ့ပတ်လက်နှုတ်ဆက်နေကြကြပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်